္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မလက်ခေတ်တွေကို တင်ဆက်ပေးပါမယ်ရှင်။နောင်ချိုကြောင့်မဲမိုးမိန်မိုးကုတ်တိဘောမြေနယ်တို့မှာနှစ်ရက်တာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေစစ်စခန်း24ခုကို TNL ကသိမ်းပိုက်ခဲ့ပြီးစစ်တုံးပန်း18ဦးစစ်သားအလောင်း20နဲ့လက်လက်ခရဲတွေကိုတင်းဆဲရရှိပါတယ်။ဖားကန်ဆိုင်းတောင်တိုက်ပွဲမှာဒဏ်ရာရှိခဲ့တဲ့ဖားကန် viewer မှုဟာဖားကန်စစ်ရုံမှာပေသွားပြီးဆိုင်းတောင်ရဲစခန်းကိုဒရုန်းနဲ့ပုံကျတိုက်ခိုက်မှု ဖားကန်ရဲတရဲမှုအောင်သူရအပါဝင်၁၀ဦးဟာတည်သွားပြီး၆ဦးတန်ရရတဲ့တဲ့င်းပါဝင် နောက်ဆုံးရတဲ့တဲ့င်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုဒ်ကတော့ရှမ်းပြည်နယ်နောင်ချိုကြောင်မဲမိုးမိတ်တီဘောနယ်မန္တလေးတိုင်းမိုးကုံမြို့နယ်တို့မှာနှစ်တာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာစစ်စခန်း24ခုကို TNL ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစစ်တုံးပန်း18ခုစစ်သားအလောင်း20နဲ့လက်လက်ခရမ်းတွေကိုသိမ်းဆည်းရရှိခဲ့လို့ TNL ကနေသိရှိရပါတယ်။ဇွန်လ25ရက်နေ့နဲ့26ရက်နေ့တို့မှာ ကြောင်မဲမြို့နယ်ကအကြက်ဖက်စစ်တပ်ရဲ့နားအိုက်ခန်းစခန်းစခန်းသာငင်းချေရီကုန်းအမှတ်350နှစ်အမြောက်တပ်ကုန်းအင်ဂျင်ကိုင်းဂောက်ခွင်းအထက် ထွေအုပ်ရုံးရဲစခန်းတို့ကို TNL ကတိုက်ခတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ဒါအပြင်နောင်ချိုမြို့နယ်ကအကြက်ပဲစစ်တရဲရမခ135ရဲစခန်းဂန်ကော်စခန်းခဲမွန်စခန်းကြောက်ကျန်းစခန်းစစ်ရုံတိုးကဲစစ်ရုံဘူတာရုံရွှေညောင်ပင်အုံမတိစတဲ့စခန်းတွေကိုလည်းတိုက်ခတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်းသိရှိရပါဗျ။အလားတူမိုးကုတ်မြို့နယ်ကဒေါ်နန်းကြည်တောင်စခန်းဖြူဝါစခန်းကိုရွှေတရားပန်းတပြေနဲ့ဖြူအောင်ကုန်းတို့ကိုလည်းသိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ အကြမ်းဖက်စစ်တပ်စီကနေလက်နက်မျိုးစုံ50တလက် RPG 7တလက်60မမတလက်ဆက်လက်တလက်ကာနစီ drone ကာကွယ်တဲ့ကြံပါစစ်တပ်ရဲ့ပစ္စည်းတွေနဲ့စစ်အုံဆောင်ပစ္စည်းတွေကိုတင်ဆက်ရရှိခဲ့ပြီးစစ်သားမတအလောင်း20နဲ့လက်နက်ချအလင်းဝင်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား18ဦးကိုလည်းဖမ်းဆီးရမိခဲ့လို့သိရပါပါတယ်ရှင် ဆက်လက်ပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်က350နှစ်အမြောက်တပ်ကို DNL ကတိုက်ခတ်သိမ်းပိုက်ရရှိသွားသလိုကြောင်မဲခြေဆိုင်စက္ကခတလောက်ခန့်စစ်ကောက်စီတပ်ကတပ်သား18ဦးကလက်နက်ချအညံ့ခံခဲ့တယ်လို့ဒေသနေပြည်သူတွေနဲ့တောင်းတမှာ PSL DNL စီကနေသိရှိရပါတယ်။ဇော်လ26နှစ်မနေ့6နိုင်ခွဲလောက်မှာအမှတ်350နှစ်အမြောက်တပ်ရင်းကိုသိမ်းပိုက်ခဲ့ပြီးကြောင်မဲမျိုးစကန်းတာကုန်းကိုလည်း DNL ကတိုက်ခတ်သိမ်းပိုက်ခဲ့လို့လည်းသိရှိရပါဗျ။အဲဒီတိုက်ပွဲအတွင်းမှာ350နှစ်အမြောက်တပ်ရ ရေးကိုတိမ့်ပတ်ရရှိခဲ့တာလည်းဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်မနေ့ကညနေ၄နာရီလောက်မှာလဲအကြောင်းမဲမျိုးအခြေဆိုင်စကခတ၁လောက်ခံအကြက်ဖက်စစ်ကောင်စီတပ်သား၁၈ဦးကလက်နက်ချအညံ့ခံခဲ့တယ်လို့ PSL ပြည်နယ်လေသတင်းနဲ့ပြန်ကြားဌာနစီကနေသိရှိရပါဗျ။လက်ရှိမြို့ရဲမှာပြစ်ခတ်မှုတွေရှိနေပြီမယ်လေ။မြို့ရဲကိုလည်း TNL တပ်တွေကအလုံးရင်းနဲ့ဝန်ကြီးပြီး ကြောင်မဲမြို့ပေါ်နေရာအတော်များများတော့ TNL တပ်ဖွဲ့တွေကလုံခြုံရေးလှုပ်ဆောင်နေအောင်တွေ့ရှိရတယ်လို့ဒေတာနေပြည်သူတို့ကရှင်းပြပါဗျ။လက်ရှိမှာကြောင်မဲမြို့ပေါ်ကခရိုင်ရဲရုံစသုံးလုံးရုံစီပင်ရုံအပါဝင်ဌာနဆိုင်ရာရုံး၁၀ခုထက်မနည်းကို TNL ကသိမ်းပိုက်ထားတယ်လို့စစ်တပ်ရဲ့စခန်းရှိနေတဲ့ငင်းကြဲရေးကုန်းကိုလည်း TNL ကသိမ်းပိုက်ခဲ့လို့လည်းသိရပါပါရှင်။ ကချင်ပြည်နယ်တရင်တပေါ်ကိုတင်ဆက်ပေးကြပါရစေ။ကချင်ပြည်နယ်ဖားကန်မြို့နယ်စိုင်းတောင်တိုက်ပွဲမှာဒဏ်ရာရှိခဲ့တဲ့ဖားကန်ပြူအမှုဟာဖားကန်စစ်ရုံမှာထေသွားသလိုစိုင်းတောင်ရဲစခန်းကိုလည်း ဒရုန်းနဲ့ဘုံကျဲတက်ခတ်ခဲ့ရမှာဖားကန်ရဲတရင်မှုအောင်သူရအပောင်ဝင်ဆယ်ဦးဟာတည်သွားခဲ့လို့ KIA ရဲ့စီးရီးသတင်းမြစ်ကရန်ကုန်ခေတ်သစ်တင်းနဏကိုပြပြပါရယ်ဇွန်လ25ရက်နေ့ကဖားကန်မြို့နယ်စိုင်းတောင်ကျွာနေ KIA နဲ့အကြမ်းဖက်စစ်တပ်တို့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာထိခိုက်ဒဏ်ရာရှိခဲ့တယ်။ဖားကန်ပြူဟာမှုဟာဖားကန်စစ်ရုံမှာစစ်ကူးသားမှုခံယူနေစဉ်မှာဇွန်လ26ရက်နေ့မှာတည်သွားခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါရယ်။ဒါ့အပြင်ဇွန်လ26ရက်နေ့မှာစိုင်းတောင်ရဲစခန်းမှာအကြမ်းဖက်တပ်သားတွေကအစီဝေးပြုလုပ်နေစဉ် KIA င်းက drone နဲ့ဘုံကျဲတက်ခတ်ခဲ့တဲ့အတွက်ဖားကန်ရဲတရင်မှုအောင်သူရအပါဝင်10ဦးဟာတည်သွားခဲ့ပြီး6ဦးဟာထိခဲ့တဲ့ရရှိခဲ့လို့လည်းသိရပါတယ်ရှင်ဒီတိကမှာတော့အကြမ်းဖက်စစ်တပ်ကနိုင်ငံခြားအခြေစိုက်သူတို့ရဲ့လက်အောက်ခံတပ်ရုံးတွေကနေတည်င်းအမားတွေလုတ်ကြံဖန်တီးထားတဲ့တည်င်းတွေကိုဖျက်ဝေတာကြောင့်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့တတိပြုကြဖို့အတွက်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းပြောကြားလိုက်ပါတယ် ဇွန်လ25ရက်နေ့ကကျင်းပခဲ့တဲ့ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးမှာ ကုလသမဂ္ဂအထွေထွေညီလာခံကိုတင်သွင်းတဲ့2023ခုနှစ်အတွက်လုံခြုံရေးကောင်စီရဲ့နှစ်စဉ်အစည်းအဝေးခန်းစာနဲ့ပတ်သက်ပြီးအထွေထွေဆွေးနွေးမှုမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မထွန်းကအခုလိုတိုက်တွန်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။မတရားစစ်အာဏာသိမ်းထားတဲ့စစ်တပ်ကတရင်းမားတွေဖန်တီးလုံခြုံထားတဲ့အချက်လက်တွေနဲ့ဝါရဖြန့်ကပြည်သူတွေရဲ့တော်လှန်အင်အားစုတွေပေါ်။မကြာခဏမဟုတ်မမှန်ဆွတ်ဆွဲအမိဖြဲ့ပြောကြားနေပြီးများစွာသော ဖြစ်စဉ်တွေအနေနဲ့ ဇွန်လ19ရက်နေ့ကဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ဟာထင်ရှားတယ်လို့ကုလသမဂ္ဂဆိုင်ရာတာမတ်ကြီးဦးကျော်မိုးထွန်းကပြောပါရယ်။အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးပြီးချင်းမှာပဲစစ်တပ်ကအဲ့ဒီပြစ်ခတ်မှုတွေကို ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကကျွလွန်ခဲ့တာဖြစ်တယ်လို့ဆိုပြီးသူတို့ရဲ့သတင်းမီဒီယာရုပ်သံတွေမှာကြေညာခဲ့တယ်လို့လည်းဦးကျော်မိုးထွန်းကပြောပါရယ်။ဒါအပြင် ရင်မောင်းကိုလည်းပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကပြစ်ခတ်ခဲ့တာလို့မဟုတ်မမှန်ထွက်ဆိုဖို့အတင်းကျပ်ခိုင်းစေခဲ့တယ်လို့လည်းပြောပြပါရယ်။ဒီဖြစ်စဉ်တစ်ခုတည်းမဟုတ်ဘဲအလားတူ ဖြစ်စဉ်ပေါင်းများစွာရှိနေပြီး အထူးသဖြင့်စစ်တပ်ကထိန်းချုပ်ထားတဲ့နိုင်ငံခြားအခြေဆိုင်မြန်မာတန်ယုံတွေနဲ့သူတို့ရုတ်တန့်ဌာနတွေကနေတဆင်တည်င်းအမားတွေဖန်တီးလုတ်ကြံထားတဲ့အချက်လက်တွေကိုဖြန့်ဝေကနိုင်ငံအတိုင်းဝန်ကိုအထင်မြင်လွှမ်းမစေရန်လှည့်စားလှုပ်ဆောင်နေလို့လဲတန်မကြီးဥကြုံမိုးထုံးကပြပြပါဗါးနိုင်ငံအချို့အနေနဲ့စစ်တပ်ရဲ့မှန်ကန်မှုမရှိတဲ့တည်င်းအချက်လက်တွေကိုနားယောင်နေတာကြောင့်စစ်တပ်ရဲ့အဲ့ဒီလှည့်စားလှုပ်ဆောင်ချက်တွေကိုတတိချက်ဖို့အတွက် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းထားပါတယ်ရှင်ပဲခူးတန်တဲ့တဘောက်ကိုတင်ဆက်ပေးကြပါရစေ။ပဲခူးတန်ကြောက်တကားမြို့ပေါ်ကအကျံပဲစစ်တဲ့ဂိတ်စကန်တစ်ခုကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား16ဦးဟာသေသွားပြီး PDF ရဲဘော်2ဦးဟာကြာဆုံးခဲ့ရလို့ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်တရားစီကနေသိရှိရပါတယ်။ဇွန်လ25ရက်မနေ့တနင်္ဂနွေ35ရက်လောက်မှာကြောက်တကားမြို့ဈေးပိုင်းရက်ွက်1လမ်းကစစ်တပ် gate kings scan နဲ့ဈေးပိုင်းရက်ွက်2လမ်းထိပ်ကအကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့ရွှေဘုံ toll gate scan ကိုအမျိုးသားညီညွတ်ရေးဆိုရ ကာကွယ်ဝင်းတနာတောင်ပိုင်းစစ်တေတာအမတ်နဲ့စစ်တေတာခွဲပြည်သူ့ကာကွယ်တပ်မတော် PDF ဘကိုးခရံတရင်3032နဲ့ KNL တရင်ကိုပူပေါက်တပ်ဖွဲ့တို့ကဝင်ရောက်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခတ်မှုတွဲမှာအကြမ်းဖက်တပ်သား16ဦးပါတေသွားခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်မတော် PDF တရင်3032ကရဲဘော်တူဟာတိုင်းပြည်အတွက်မြင့်မြတ်စွာအသက်ပေးလိုခဲ့ရလို့လည်းသိရှိရပါတယ်။အဲလိုစစ်ကောင်စီ gate scan တွေဝင်တိုက်ချိန်မှာပဲအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးပစ်ကုန်တဲ့စ စ်ကိုအင်အားတရားဝန်းကျင်ခံကငါးစီးနဲ့စစ်ကိုတွေရောက်ရှိလာတာကြောင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ပူးပေါင်းတပ်ဖွဲ့တွေဘက်ကအထူးခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါပါတယ်ရှင်။ဒီတစ်ခါမှာတော့မန္တလေးမှာအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနစသုံးလုံးကစစ်ဆေးနေတယ်။ရွှေကုန်းတဲ့အချို့ကိုရဲစခန်းမှာအမှုဖွင့်လိုက်ပြီးတရားစွဲဆိုဖို့ရှိနေတယ်လို့မန္တလေးရွှေကုန်းတဲ့အချို့ကရန်ကုန်ခေတ်တစ်ကိုပြပြပါရတယ်။ရွှေစင်းနှုံးတွေမြင့်တက်ခဲ့တဲ့မေလနှောင်းပိုင်းနဲ့ ဇွန်လစပိုင်းတွင်ဖန်ဆီးခဲ့တာဖြစ်ပြီးစသုံးလုံးကတလနီးပါးကြာစစ်ဆေးခရာကနေအခုအခါမှာတော့ရွှေကုန်းတဲ့အချို့ကိုအမှုဖွင့်တရားဆွဲဆိုမှုတွေဆောင်ရလာတာလည်းဖြစ်ပါတယ်။ဒါအပြင်ရန်ကုန်ရွှေသိန်းဥက္ကဋ္ဌဦးမျိုးမြင့်နဲ့အတွင်းရင်မှုဦးအမြင့်တို့မှလည်းစသုံးလုံးရဲ့ဖန်ဆီးစစ်ဆေးမှုခံရရသလိုရွှေကုန်းတဲ့20ဦးထက်မနည်းလည်းခေါ်ယူစစ်ဆေးခံရပြီးအခြားရွှေကုန်းတဲ့21ဦးနဲ့ရွှေဆိုင်ပိုင်ရှင်10ဦးမှလည်းဝန်ထမ်းထုတ်ကဖန်ဆီးတရားဆွဲဆိုခြင်းခံရရလို့လည်းသိရပါတယ်။လက်ရှိ ှိရွှေစည်းကပ်မှာပြက်နေတာဖြစ်ပြီးမနေ့ကညနေပိုင်းဒီအခောက်ရွှေတစ်ကျပ်သားကို54သိန်းကျပ်နဲ့အမေရိကန်ဒေါ်လာကိုငွေကျပ်4550ဈေးပေါက်နေတယ်လို့လည်းဈေးကွက်တွင်းကစုံစမ်းသိရှိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တပုတ်ကတော့မြောက်ပိုင်းမဟာမဲညီနောင်၃ဖွဲ့ရဲ့တစ်တုံညာနှစ်ခုစစ်စရေဒုတိယလိုင်းမှာပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကပါဝင်နေပြီးနောင်ချုံမြို့နယ်ခမရ135ကိုသိမ်းပိုက်မှုမိုးကုတ်ကြောင်မဲမတရားတို့ကရှေတန်းစခန်းတွေကိုတိုက်ခတ်သိမ်းပိုက်မှုတို့မှာရှေတန်းကပါဝင်နေရလို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကတရားဝင်ကြေညာလိုက်ပါတယ်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကညီနောင်မဟာမဲ၃ဖွဲ့ရဲ့တစ်တုံညာနှစ်ခုစစ်စရေဒုတိယလိုင်းနဲ့အတူစစ်စရေတွေကိုဟန်ချက်ညီညီပါဝင် င်နွှဲနေရလို့လဲဆိုပါရယ်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးအနေနဲ့ ကြောင်မဲမိုးကုံနောင်ချုံနဲ့မတရားစစ်မျက်နှာတွေမှာမဟာမိတ်တွေနဲ့လက်တွဲပြီးစစ်စင်ရေးတွေကိုဖော်ဆောင်နေရလို့လည်းသိရှိရပါတယ်။လက်ရှိအချိန်မှာနောင်ချုံမြို့နယ်ခမရ135တို့ကိုပြည်သူ့ကာကွယ်တပ်မတော်မန္တလေးတောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကအပြည့်အဝထိန်းချုပ်ထားတာဖြစ်ပြီးလက်ကျန်စခန်းတွေဖြစ်တဲ့ခမရ134 606အမြောက်တရင်တွေကိုဆက်လက်ထိုးစစ်ဆင်နေရလို့လည်းသိရပါတယ်။ ဒါအပြင်မတရားမြုပ်နယ်တွင်ပသက်လက်တောင်စကန်ကြောက်ကျန်းတောင်စကန်နဲ့ရေစိုးတောင်စကန်တွေကိုသိမ်းပိုက်ရရှိထားပြီးအမှတ်133လေးလေချောင်းရံကကွယ်တန်းအင်ဂျင်မြန်တက်စကန်ကိုလည်းအပြစ်သက်ရရှိရန်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေလို့လည်းသိရပါဗျ။မိုးကုံမြို့နယ်ကြောင်မဲမြို့တွေကိုမဟာမိတ်တွေနဲ့လွတ်တွဲပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးစစ်ကောင်စီစကန်အများစုကိုထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့လည်းသိရပါဗျ။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျွန်မများပါ